။ तू ကကြတော့ဘယ်လိုပြောမလဲ तू ကရှေ့မှာအဲ့လိုမျိုးတွေခံခဲ့ရဘူးပဲဗောနော်။အဲ့လိုဒီရုပ်ရှင်စကားတိုက်တဲ့နေပတ်သက်ပြီးတော့ तू ခံခဲ့ရဘူးတဲ့ခါကြတော့ तू အဲ့လိုမျိုးပဲထပ်ပြီးတော့လှုပ်တယ်လို့ तू ကထင်ပြီးတော့စိတ်ဆိုးပြီးတော့ तू တင်လိုက်တာပါ။ကျွန်တော်တို့ဒီအတိုင်းဝိုင်းနေကတော်တော်များများလေ तू ရှိဖုံးဆက်ကြတယ်တဲ့။အဲပြပြောနိုင်ကအဲ့လိုမဟုတ်ပါဘူးပေါ့ဟိုကျွန်တော်နဲ့ရင်းနှီးရဲ့သူတော်တော်များသူရှိဆက်ပြီးတော့ရှင်းပြကြသူမတိလို့နေမှာပါတဲ့ရိုးသားသားမှားတာဖြစ်မှာပါတဲ့ဒီလားကြီးတော့တမင်သက်လောက်တာတော့မဟုတ်တော့ပါဘူးတဲ့ဆိုပြီးတော့ဝိုင်းရှင်းပေးကြတော့ ။ तू လည်းအဲ့တော့နေအဲ့ထဲက तू ထင်ပါတယ်တဲ့အဲ့ထဲကတဲ့ဒါမဲ့အခုညီလေးဖုန်းဆက်လာတော့လေရှင်းသွားတာပေါ့တဲ့။ကျေးဇူးတင်ပါတယ်သူလည်းဒီပို့ကိုပြန်ဖြတ်လိုက်ပါမယ်သူပို့လေးကိုပြန်ဖြတ်လိုက်ပါမယ်ဆိုပြီးတော့အေးစေးပါပဲတကယ်ဥမာအေးစေးစေးပဲ ော့ဒီဇက်ကဒါဂျမားတို့တဲ့အဲတကယ်ဖြစ်ရမယ်ဇက်ကလေးပါအဲ့ဒါကိုပါကျွန်တော်ကဒါဂျမားချီကခွင့်တောင်းပြီးတော့ရုပ်ရှင်ဇက်ကကြီးဖြစ်ပန်လေးတာပေါ့အဓိကတော့တိတ်အများကြီးမကြည့်ရပါဘူး तू က Facebook မှာတင်ထားတာအရင်စိတ်ဆိုးမှန်ဆိုးတင်ထားပဲမဲ့တကယ်တကယ်ဖုံးဆက်ပြီးတော့ပြောတဲ့ခါကျတော့အေးဆေးပါပဲအကိုကျွန်တော်ပြဖြိုးနိုင်မှာလို့ပြောတယ်က तू ကအော်အေးဒီလေးပြောဆိုပြီးတော့အားနဲ့အဲကျွန်တော်လည်းမတီးခဲ့ဘူးပေါ့နော် sorry ပါပေါ့ဟိုမတီးလို့ပေါ့ဟိုပေးပြသွားတယ်ပေါ့ သူကကြတော့ဘယ်လိုပြောမလဲသူကရှေ့မှာအဲ့လိုမျိုးတွေခံခဲ့ရဘူးပေါ့နော်အဲ့လိုဒီရုပ်ရှင်စကားတိုက်တဲ့နေပတ်သက်ပြီးတော့သူခံခဲ့ရဘူးတဲ့ခါကြတော့သူအဲ့လိုမျိုးပဲထပ်ပြီးတော့လှုပ်တယ်လို့သူကထင်ပြီးတော့စိတ်ဆိုးပြီးတော့သူကတင်လိုက်တာပါပြီးတော့ကျွန်တော်တို့ဒီအတိုင်းဝိုင်းနေရတူတော်တော်များလဲသူရှိဖုံးဆက်ကြရတဲ့အပြပြိုးနိုင်ကအဲ့လိုမဟုတ်ပါဘူးပေါ့ဟိုကျွန်တော်နဲ့ရင်းနှီးရတူတော်တော်များသူရှိဆက်ပြီးတော့ရှင်းပြကြတာ ူမတိလို့နေမှာပါတဲ့ရူသားသားမှားတာဖြစ်မှာပါတဲ့ဒီလားကြီးတော့တမင်သက်လောက်တာတော့မဟုတ်တော့ပါဘူးတဲ့ဆိုပြီးတော့ဝိုင်းရှင်းပေးကြတော့သူလည်းအိုက်တော်ရင်အိုက်ထဲကသူထင်ပါတယ်တဲ့အိုက်ထဲကတဲ့ဒါပေမဲ့အကူညီလေးဖုံးဆက်လာတော့လေရှင်းသွားတာပေါ့တဲ့ကျေးဇူးတင်ပါတယ်သူလည်းဒီပို့ကိုပြန်ဖြတ်လိုက်ပါမယ်သူ့ပို့လေးကိုပြန်ဖြတ်လိုက်ပါမယ်ဆိုပြီးတော့အေးစီးပါပဲတကယ်ကိုမှအေးစီးစီးပဲဟိုကျွန်တော်နောက်လဲစုံမယ်နော်စုံမယ်ပေါ့တွေ့မယ်တခုစားမယ်တောက်မယ်ပေါ့ဆိုအေးစီးဖုံးချပြီးပြီးသွားတာပါဘာမှတော့တိတ်သူကြီးသားမရှိပါဘူး title ကတော့ copy ဖြစ်နိုင်ရွေးတာပါဒါပေမဲ့အရန်လိုက်ဖတ်ပါတယ်ဆိုအကယ်၍ဆိုရဲစကားလေးရဲ့အဓိပ္ပာယ်ကအာဒါမလုပ်ဖြစ်ခဲ့ဘူးလေအကယ်၍ဆိုတာနောက်မှရတဲ့နောက်မှရတဲ့နောင်သားကိုရည်ရွယ်ပြီးတော့ပဲဒါဒီလိုမျိုးဖော်ညွှန်းတာပေါ့နော် director เนาะအဲ့လိုမျိုးဆိုတော့အကယ်၍ဒါငါမလုပ်ဖြစ်ခဲ့ရင်အကယ်၍ဒါငါဒီလမ်းမသွားခဲ့ရင်ငါဒီလိုမျိုးရွေးချယ်ခဲ့ရင်ဆိုတော့နောက်မှရတဲ့နောင်သားလေးပေါ့နော်ဒါလေးကိုအာရင်းထဲမှာအဲ့လိုမျိုးဆွဆွမြည်မြည်လေးဖြစ်အောင်လို့ရိုက်ကူးမှာဆိုတော့ဒီဇလန်းလေးကိုဒီလို title လေးနဲ့ပေးလိုက်တာပေါ့အခုကတော့ဒါတာမပါတော့ဘူးပေါ့အကယ်၍ပဲ ဖြစ်သွားတာပေါ့ဟုတ်ဖြစ်လာပုံကတော့ကျမကဟို divorce legal counsel မဆိုတော့ဒါနဲ့ပတ်သက်တဲ့ case တွေပဲအဓိကများနေတာများနေတဲ့ဟာတွေကမှဒါထုတ်နှုတ်ပြီးတော့ဒါလေးကိုတခုအနေနဲ့ရေးသားလိုက်တာပြီးတော့အဲ့အပြင်ကအဲဒီရမုံဆိုတဲ့ကောင်မလေးနဲ့ကလည်းခင်နေတော့ယင်းနီးနေတော့သူကလည်းသူဖြစ်ရတဲ့သူဖြစ်ခဲ့တဲ့အရာလေးကိုဆရာမရဲ့လူတွေကို knowledge အနေနဲ့ရောသူ့လိုမျိုးမမှားအောင်ပေါ့နော်ဒါအင်တာဗျူးဖောက်ပြန်လဲဆိုလို့ရှိရင်ဘဝကြီးကအဆုံးသတ်မှာဘာဖြစ်မှာလဲဆိုတဲ့ဟာမျိုးပေါ့နော်လူတွေတော်တော်များများတာယာမှုနောက်ကိုတစ်ခါတားလိုက်ကြတယ်လေအဲ့လိုလိုက်ကြတဲ့အချိန်မှာ အဲသူရဲ့အဆုံးသတ်ကအဆင်ပြေသွားတာလားတာယာသွားတာလားဆိုပြီးလူတွေအားလုံးကလည်းသိကြကြတယ်ဘာလို့ဆိုတော့ဒီမှာအခုတော်တော်များများမှအင်တာဗျူးဖောက်ပြန်လာရဒီဘက်ခင်မှာအရန်များနေကြပြီလေအင်းများနိုင်ကြပြီဆိုတော့ဒီဒါလေးကဒါပညာပေးလေးလည်းအများကြီးပါတယ်ပြီးတော့ရတာရောသူတာရောအဆုံးပေါ့နော်ဝတ္ထုလေးတွေကအရန်ကပေါက်နေတော့ရုပ်ရှင်ဖြစ်နေမြင်ရမယ်ဆိုတော့ကိုကိုရိုင်းလည်းအရန်ကိုစိတ်လှုပ်ရှားပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဒါဟို ကိုလိုက်မင်းခရိုက်တာတို့ဒါပိုင်ဟင်းစော်တို့ဒါမျိုးတွေပေါ့ပလဲပြူတို့ဒါတွေလည်းအများကြီးတော့ပါတယ်ပေါ့နော်ဒါဟိုဒါပေမဲ့ဒီထဲမှာအဓိကဖြစ်တော့ဟို main ဒီအဓိကလောက်ရမယ့်ဟာကတော့ရမုံပေါ့ကျွန်မဝတ္ထုထဲမှာတတိချာချာလေးကတော့ဒါရမုံပေါ့ရမုံရဲ့ဒီစိတ်ပိုင်းဆိုင်ရာအဖြစ်အာသူ့ရဲ့ဒီခလေးဆန်တဲ့အပြုမူတွေစိတ်ပိုင်းဆိုင်ရာအဖြစ်သူ့ရဲ့မင်းချက်မှုတွေကိုအာအချစ်နဲ့ဘယ်လိုမျိုးပေါ့နော်ဆက်သွားမလဲဆိုတဲ့ဟာမျိုးပေါ့သူကပြီးတော့နောက်တစ်ခုကကြတော့ online main ကလည်းဒါအဓိကနေရာမှာပါဝင်တယ်ဘာဖြစ်လဲဆိုတော့လေဟိုသူ့ရဲ့ဒီချစ်ချင်းမြတ်တာဘယ်လောက်ထိအောင်လေးလက်တယ် ောက်ထီအောင်နဲ့ရှိုင်းလေသူ့ကိုဒီအင်တော်ဝင်ဂေဖောက်ပြန်ခဲ့ရဆိုလို့ရှိရင်အမဖောက်ပြန်တဲ့သူသူနောက်ဆုံးမှာအာသူလှုပ်ပေးလိုက်တဲ့အရာလေးရလေးအားလုံးဒီကျွန်မဝတ္ထုမှာလေအဲ့အပိုင်းလေးကိုအရင်နှစ်ချိုက်ကြရတယ်အရင်လဲအာဟိုတရန်တနာစရာကောင်းတယ်လို့လဲတွေးကြရပေါ့နော်ဒါလေးကိုကျွန်တော် review ရှင်ဖြစ်နေလဲအပြည့်မြင့်မြင်ရမှာဆိုတော့အရင်ဟိုစိတ်လှုပ်ရှားပါတယ်ဟုတ်အာစအုပ်မဟုတ်ဘူးကျွန်မဟိုမှာပဲတင်ထားတာ social media မှာပဲတင်ထားတာ social media မှာပဲတင်ထားတဲ့ဟာကိုပဲအဲ့လိုမျိုး engagement အရင်များပြီးတော့ဟိုအရင်လူကြိုက်များတာပေါ့နော်အဲ့ဒါလေးကိုလဲအဲ့ဒီမှာပဲလာပြောကြရတယ်အဲဆက်မရိုက်ပါလားတို့ ဒါလေးကိုဝိတုဖြစ်နေသူတို့မြင်ကျင်ကြရတယ်ဟုတ်ရှင်ဖြစ်နေမြင်ကျင်ကြရတယ်ဆာမဆိုတာနဲ့ပဲအဲချက်ချင်းကိုပြပြိုးနိုင်လို့နဲ့ကျွန်တော်တို့တက်ရက်ပဲကြာချာရနော်တင်ပြီးတော့နောက်တစ်ခါမတရားအနေနဲ့ပြောရမယ်ဆိုရင်ဆာမနဲ့ကျွန်တော်နေရပြောရမယ်ဆိုရင်မရင်းကြီးပထမအရင်ကမရင်းကြီးပေါ့နော်အမတရားအနေနဲ့ပြောလို့အဲ့ဒီမှာဆာမတင်ပြီးတော့နှစ်ရက်တစ်ရက်လောက်နေတော့ကျွန်တော်ရှိရအဲ့လိုမျိုး message တွေကနေပြီးတော့အဲ့လိုဆာမရဲ့ post link ပို့ပေးကြရပေါ့နော်အဲဒီဒီစကားကိုဆက်မဲ့ editor ကိုဟိန်းထက်တို့လည်း wine ပို့ကြရတယ် VPN ဖက်ကြည့်ပါ VPN ဖက်ကြည့်ပါဆိုပြီးတော့ wipe ပို့ကြတော့ကျွန်တော်ဘာလဲဥမာကျွန်တော်လုပ်နေရှုပ်တယ်မဖက်ဖက်ယူတာဟုတ်ကဲ့ဖက်လိုက်မယ်ပေါ့ဆရာတမန်ငါဆန်ကပဲပြီးတော့တော့ညာပိုင်း AC အားကြီးတော့ဒီလောက်တော့ငါ့ကိုနေအောင်လုံးပို့နေတာငါဖက်ကြည့်လိုက်ပါဆိုပတ်ဆိုဝင်နေကြည့်လိုက်တော့အဟုတ်ဒါပဲလို့သူတို့ပြောနေတာဒီဒီဒီဆရာမကပြောရစကြောင်းလေးပေါ့နော်ဆိုတော့โอเคป่ะถ้ากูได้ยกผิดแฟนตี้จิ๋มเลยဆိုပြီးတော့ producer ໃຫ້ ને ટાઈમ ໄປပြီးတော့มา အဲဆ iam ရှိရခွင့်တောင်းရတာပေါ့ဟုတ်အဲ့လိုနိုင်ငံမှာကြတော့လဲလေဟိုအင်တော်ရေးစက်ကားတွေရိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဥပဒေနဲ့နှွေပြီးတော့ရိုက်တာမျိုးတွေကတော်တော်များများမမြင်မမြင်တိတ်မမြင်ရဘူးပေါ့နော်ဒါပေမဲ့ဒီကားလေးမှာကြတော့ကျွန်တော်တို့အဲ့လို knowledge တွေ legal knowledge တွေလည်းအရင်ပါတယ်ဟိုကြည့်ရတဲ့သူလည်းသိသွားတယ်အော်အင်တော်ရေးဖောက်ပြန်ရင်ငါတို့ဘာတွေဘာတွေနဲ့ညှိစွန်းနိုင်တယ်အဲဘာလိုမျိုးတွေနဲ့ဆက်သွားလို့ရတယ်ဆိုတာမျိုးလေးတွေလည်းဒီမှာပုံမှန်တော်တော်များများဥပဒေတော်တော်များများလေးတွေလည်းအဲကျွန်တော်တို့တည်တည်ချာချာကိုကိုကိုရိုင်းကလည်းဟိုဟာ lawyer ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုကိုရိုင်းကို research လုပ်ပြီးတော့အသေးစိတ် detail တွေထည့်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ တော်တော်လေးအသိပညာလည်းတိုးပွားစေမှာပါခုနလိုငိုရတယ်ဝမ်းနေရတယ်အရင်ထဲမှာစွန့်နေရတယ်ဆိုတာတခြားဒီပြည်သူတွေနားလည်နိုင်တဲ့အဲလက်ခံနိုင်တဲ့အရာတွေအားလုံးလည်းဒီပါဝင်နေပေါ့နော်ဟုတ်ဟုတ်တယ်ဇက်ကဒါခုနကြောပြောတကယ်ဖြစ်မှာတကယ်ဖြစ်မှာစကားလေဟိုဂျာဆီယမရဲ့တကယ်သူကိုရေးကြုံထားတဲ့အဲသူ့ရဲ့ client တယောက်ရဲ့ ဖြစ်ရမှာပေါ့နာမည်တွေတော့အမည်လွှဲထားတာပေါ့နော်နာမည်အစ်စ်တွေတော့မဟုတ်ဘူးပေါ့နာမည်တွေကျွန်တော်တို့အမည်လွှဲထားတယ်အဲ့ဒါလေးကိုမှပုံဖော်တာဇက်ကားတော့ဟိုဇက်ကားတခြားစီပါအခုနာမည်လည်းမတူတော့ပါဘူးအခုနာမည်လည်းချိန်လိုက်ပါပြီအဲ့ဒီအတွက်တော့စောင့်ကြည့်ပါဒါတကယ်ဖြစ်ရမှန်တစ်ခုရိုက်ထားတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ကလည်းဒါအကောင်းဆုံးပုံဖော်မှာဖြစ်တဲ့အတွက်ငယ်လို့ထွက်လာလို့ရှင်လဲစောင့်ကြည့်ပါလို့ပြောချင်ပါတယ်